လာပါဒီနေ့ဇွန်လ3ရက် Federal FI ရဲ့နိုင်စင်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဖဲခုံရင်အရှိတ်ကန်းကိုစစ်ကောင်စီစစ်ကြောင်းထိုးပြီးလူနေအိမ်တွေမိရှုခံရတဲ့သတင်း၄မိုင်မှာကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီးတိုက်ပြီးလူတဦးသေဆုံးတဦးထိခိုက်ဒဏ်ရာရတဲ့သတင်းစောင်းပြောင်းတိုက်ပွဲမှာ KNDF တရင်အမှတ်29တက်ခွဲတစ်ကကြာဆုံးသွားတဲ့စစ်ကြောင်းမှုနဲ့ဒုတက်ခွဲမှုရဲ့ဇာပနာပြုလုပ်တဲ့သတင်းစတဲ့သတင်းတွေအပါအဝင် Federal FI ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားမှာပါရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဖဲခုံအင်းအရှိဘက်ကမ်းမှာရှိတဲ့ရေဘူးကြီးရွာနယ်ဖျားတောင်ကြီးရွာတို့ရဲ့အနီးတစ်ဝိုက်နေရာဒီမှာဒီနေ့ဇွန်လ3ရက်မနက်ပိုင်းအချိန်ကြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ မနေ့ကဇွန်လ2ရက်မနက်9:00နာရီကတည်းကစစ်ကောင်စီပအုပ်ပြည်သူစစ် PNA ပူးပေါင်းတပ်ဖွဲ့တွေကအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးလက်ရှိမှာအင်အားမမျှတာကြောင့်တော်လှန်ရေးအင်အားစုတွေဘက်ကတက်ဆုတ်ခွာနေရတယ်လို့ဆိုပါရယ်လက်ရှိအခြေအနေကအင်းလေး PD ရဲ့တထောင်ကိုတက်ရင်အပါဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအထီးခိုက်အကြဆုံးမရှိခံစစ်အနေထားနဲ့ခုခံနေပြီးစစ်ကောင်စီပူးပေါင်းတပ်ဘက်ကအကြဆုံးများနေတယ်လို့လည်းသိရပါရယ် မနေ့ကညနေနေတိုင်းခန့်မှာလဲစစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေကကြေးရွာတွေထဲဝင်ရောက်ကရိတ်ခါစုဆောင်းခဲ့ပြီးရေပူရွာမြောက်ပိုင်းနဲ့ဖျားတောင်ရွာမှာရှိတဲ့လူနေအိမ်လေးလုံးကိုပြီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ပိုကရနီဒီဒီမော့ဆိုအနောက်ချမ်းရှိလေးမိုင်မှာကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီးတိုက်မိပြီးလူတဦးတေဆုံးကတဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဖြစ်စဉ်ကိုမြင်တွေ့ရသူတဦးက Federal FM ကိုပြောပါတယ်။မနေ့ကဇွန်လ2ရက်နေ့နေ့လယ်2နာရီခွဲဝန်းကျင်မှာယင်တိုက်မှုဖြစ်တာဖြစ်ပြီ ဆိုင်ကယ်ဘော်ကအမျိုးသားတဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။အသက်ဆုံးရှုံးသွားသူကအသက်40ဝန်းကျင်အမျိုးသားဖြစ်ပြီးနောက်ထပ်ထိခိုက်ဒဏ်ရာရရှိသွားတဲ့အသက်40အရွယ်အမျိုးသားကတော့ဥကောင်းနဲ့ခြေလက်တွေမှာမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရင်တိုက်မှုကြောင့်တည်ဆုံးသွားတဲ့အမျိုးသားကိုဘယ်ဒေတာကဘယ်သူပေးွားဆိုတာမသိရသေးဘူးလို့လည်းဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းတိုက်ပွဲတွင် KNDF တရင်အမှတ်29တပ်ခွဲတစ်ကကြာဆုံးသွားတဲ့ စစ်ကြောင်းမှုနဲ့ဒုခွဲမှုရဲ့ဇာပနာ ပြုလုပ်ခဲ့တယ်လို့ KNDF တရင်အမှတ်29တက်ခွဲတက်ကမနေ့ကဇွန်လ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မေလ24ရက်နေ့စောင်းပြောင်းရှိတန်းစစ်မြေပြင်မှာစစ်ကောင်စီကိုတော်လန်တိုက်ခိုက်ရင်း KNDF တရင်အမှတ်29တက်ခွဲတက်ကရဲဘော်2ဦးကြာဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်ကြာဆုံးသွားတဲ့ရဲဘော်2ဦးဟာ ိုပိုင်နံပါတ် KNDF B29 010819အသက်32နှစ်အရွယ်ရဲဘော်ရဲနိုင်ခေါ်ဂျိုကာနဲ့ကိုပိုင်နံပါတ် KNDF B29 010821အသက်22နှစ်အရွယ်မင်းထက်နိုင်အယူတို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာ တောင်ကိုရီးယားရဲ့ online စီးပွားရေးနဲ့တည်ယူပို့ဆောင်ရေးလုပ်သားတွေရွေးကောက်ပွဲမှာမဲပေးစေနိုင်မှုအတွက် online တည်ယူပို့ဆောင်ရေးကုမ္ပဏီတွေကသူတို့ရဲ့လုပ်သားတွေကိုဒီနေ့အင်္ဂါနေ့မှာမနက်9:00နာရီကနေညနေ8:00နာရီအထိအလုပ်ကနေအနားပေးဖို့အဆုံးဖြတ်ခဲ့ကြပါတယ်။တောင်ကိုရီးယားမှာမဲပေးတဲ့နေ့ကိုအစိုးရရုံးပိတ်ရက်နေ့အဖြစ်သတ်မှတ်ခဲ့ပေမဲ့အမြဲတမ်းဝန်ထမ်းမဟုတ်တဲ့ တည်ယူပို့ဆောင်ရေး delivery လုပ်သားတွေကတော့အလုံသမားအခွင့်အရေးနဲ့ဥပဒေအရအကာအကွယ်ရရှိမှုမရှိသလောက်နေပါပြီအခုလိုရွေးကောက်ပွဲမှာမဲပေးဖို့နိုင်ရရတာကလည်းအလုံသမားအခွင့်အရေးတွေနဲ့တက်ကြလှုပ်ရှားသူတွေကဖိအားပေးခဲ့အတွက်ဖြစ်တယ်လို့သိရပါတယ် ောင်ကိုရီးယားမှာတစ်သီးဝလံမှာအစဝက်စားအထိလူသုံးကုန်ပစ္စည်းတွေကိုအချိန်တိုအတွင်းမှာပို့ပေးတဲ့အွန်လိုင်းပစ္စည်းပို့တဲ့ဝန်ဆောင်မှုကိုလူကြိုက်များပြီးလူသုံးများကြပေမဲ့အလုတ်ချိန်ရှည်ပြီးအလုတ်ဖိအားများတဲ့ဒီလုတ်ကိုလုံနေရတဲ့အလုတ်သမားတွေကတော့အခုလိုဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ကြပေမဲ့ညာတိုင်းအလုတ်ဆင်းရတဲ့အလုတ်သမားတွေကတော့မနာရဘူးလို့သိရပါဗျ။ဒီသတင်းကို Rider သတင်းဌာနကနေကိုကားဖော်ပြထားတာပါ။ ယူကရိန်းနဲ့ရုရှားတို့မနေ့ကတနင်္လာနေ့မှာအစ္စတန်ဘူမြို့မှာဒုတိယအကြိမ်အပစ်ခတ်ရက်စဲရေးဆွေးနွေးခဲ့ကြပြီးနှစ်ဖက်စလုံးကအကျဉ်းသားလဲလှယ်ရေးအတွက်သဘောတူညီခဲ့ကြပြီးမယ်အပစ်ခတ်ရက်ဖို့အတွက်ကတော့သဘောတူညီမှုမရခဲ့ကြပါဘူးအဲ့ဒီဆွေးနွေးပွဲမတိုင်ခင်မှာယူကရိန်းဘက်က drone တရာကျော်တုံးပြီးရုရှားလီဒါစကန်ကစစ်လေရင်အစီး40ကျော်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ Spider Web လို့ခေါ်တဲ့ Pink Moon စစ်စင်ကြီးကိုဆောင်ရွက်ခဲ့ပါသေးတယ်ဆွေးနွေးပွဲမှာယူကရိန်းသမ္မတဇလန်စကီရုရှားသမ္မတပူတင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်လို့နဲ့အတူတူရကီသမ္မတလို့ပါဝင်တဲ့ငြိမ်းချမ်းရေးတွဲဆုံပွဲတစ်ခုကိုဇွန်လအကူမှာပြုလုပ်ဖို့ယူကရိန်းဘက်ကအဆိုပြုခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကို CNN သတင်းဌာနကနေကိုးကားဖော်ပြထားပါတယ်။လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch HRW ရဲ့အစီရင်ခံစာအရ ရဝမ်ဒါကြောထောက်နောက်ခံပြူ M23 ကွန်ဂိုတပုံတပ်ဖွဲ့ကကွန်ဂိုတပ်ပရနိုင်ငံအရှိပိုင်းဂိုမာမြို့မှာဖေဖော်ဝါရီလအတွင်းမှာနှစ်ရက်အတွင်းလူ21ယောက်ကိုတပ်ဖြတ်ခဲ့တယ်ဆိုပြီးတော့ဒီနေ့မှာထုတ်ပြန်ထားပါတယ်။တပ်ဖြတ်ခံရသူ22ဦးမှာအမျိုးသား6ဦးနဲ့အမျိုးသမီး2ဦးပါဝင်ပြီးသူတို့ကိုဖေဖော်ဝါရီလ22ရက်နေ့မှာစစ်တပ်နဲ့ဆက်နွယ်တယ်လို့ M23 တပ်ဖွဲ့ကဆွဆွဲပြီးကာရင်တောက်တပ်စခန်းအနီးမှာဦးခေါင်းကိုပြစ်ခတ်ခံရပြီးအသက်ခံရတာဖြစ်တယ်လို့မျက်မြင်သက်တွေကပြောကြပါတယ်။ M23 အဖွဲ့ရဲ့အကြမ်းဖက်မှုကြောင့်ဇန်နဝါရီလကစပြီးလူထောင်ပေါင်းများစွာတိုက်ဆုံပြီးနေရဲဆုံးခွာပြေးနေရသူတွေလည်းအများပြားရှိပါတယ်။ M23 ခေါင်းဆောင်ကတော့လူခွင့်ရေးအဖွဲ့ရဲ့ဆွဆွဲချက်တွေကိုစုံစမ်းဖော်ထုတ်မယ်လို့ပြောထားပြီးလူခွင့်ရေးစောက်ကြီးအဖွဲ့ကတော့ဂိုမာမြို့မှာတိုက်ဆုံသူဥယေကဒီထက်ပိုများနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီသတင်းကိုလည်း writer သတင်းဌာနကနေကိုးကားဖော်ပြထားတာပါ။ဒီနေ့ဇွန်လ3ရက် Federal FI ရဲ့နေ့စဉ်သတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော့မှတ်ပါခင်ဗျာ Thank